ြည်မပြည်သက်တွေအားလုံးပဲမင်္ဂလာပါ။နိုမာလာ3ရက်နေ့ညကိုရိုနာရဲ့မြေစီမပရိုင်တိုင်းမြေစီမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့သတင်းသမားတွေအများဆုံးဖမ်းဆီးတဲ့နိုင်ငံတွေထဲမှာမြန်မာပါဝင်နေတဲ့သတင်းစစ်ကော်မရှင်စစ်ကြောင်းအထိနာခဲ့တဲ့မောင်မကန်တိုက်ခိုက်မှုရုပ်တံဒုရကစစ်ကြောင်းထုတ်ပြန်တဲ့သတင်းဝက်လက်နယ်မော်ဂရီကြီးရွာကိုစစ်ကော်မရှင်တပ်ဝင်ရောက်စီးနင်းပြီးဒေသခံတွေကိုဖမ်းဆီးသွားတဲ့သတင်း ဒမောဆိုအနောက်ချမ်းလေးချောင်းတိုက်ခိုက်မှုထိခိုက်သေးဆုံးသူရှိခဲ့တဲ့အကြောင်းနဲ့ပြင်အား6.3အဆင့်ရှိတဲ့ငလျင်အာဖဂန်နစ္စတန်မြောက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စင်းလုံးနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါသတင်းသမားတွေကိုအများဆုံးဖမ်းဆီးတဲ့နိုင်ငံတွေထဲမှာမြန်မာပါဝင်နေတဲ့သတင်းနဲ့ဆက်လက်အောင်ပါ ကမ္ဘာပေါ်မှာသတင်းတောက်တွေကိုဖန်ဆီးအချင်းချမှုအများဆုံးနိုင်ငံတွေထဲမှာမြန်မာပါဝင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဗီတိရှ်တန်ယုံကနိုမာလာနေ့ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။နိုမာလာနေ့ရက်နေ့မှာကြောက်ရောက်ခဲ့တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက်ပြည်ထောင်ကင်းလွတ်ချင်းရှိနေမှုများအဆုံးသက်ရေးနေမှာမြန်မာနိုင်ငံမှာရှိတဲ့သတင်းသမားတွေအားလုံးရဲ့ရဲစွမ်းတက်တီကိုလည်းဂုံပြူချောင်းပြောပြီး offline နဲ့ online အခြေအနေနှစ်မျိုးစလုံးမှာ နှောက်ယှက်မှုစောင့်ကြည့်မှုအလွဲသုံးစားပြုမှုတို့အပါအဝင်ချင်းချောက်မှုတွေနဲ့ပါရင်ဆိုင်နေရတဲ့အမျိုးသမီးတရင်တောက်တွေကိုလည်းအမှတ်တရအကုန်ပြုထားပါတယ်ဒါပြင်စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ကစတင်လို့ဒီကနေ့အချိန်ထိသတင်းသမား9ဦးဟာဆရာနာရှင်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးသတင်းသမား200ကျော်ဟာလည်းဖမ်းဆီးခံခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အဲ့ဒီအထဲမှာအမျိုးသမီးတရင်သမားအပါအဝင်အ ਨੇ ဆုံးတရင်သမား52ဦးဟာလက်ရှိမှာဖမ်းဆီးထိန်သိမ်းခံထားရဆဲလို့ဆိုပါတယ်။ဒါကြောင့် UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှကိုရှုတ်ချပြီးသတင်းမီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားခြင်းကန့်သက်ချုပ်ချယ်ခြင်းတို့ကိုပြုလုပ်နေသူတွေကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့သတင်းသမားတွေလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက်အကူအညီတွေကို UK အစိုးရကဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်းလည်းမြန်မာနိုင်ငံဆိုင်ရာဗီတိရှတန်ယုံရဲ့ထုတ်ပြန်ချက်မှာကတိပြုထားပါရခင်ဗျာ။ဒဝဲဘက်ကသတင်းနဲ့ဆက်ချင်ပါတယ်။ဒဝဲခရိုင်လောင်းလုံးမြို့နယ်မောမကန်ကြီးရွာဘက်ကနေကရင်ကြီးရွာနဲ့ကမ်းပဏီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ရုပ်တံကိုဒုရကစစ်ကြောင်းကထုတ်ပြန်လာပါရတယ်။ အင်အား80ကျော်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို အော်တိုဘားလ21ရက်နေ့နဲ့အော်တိုဘားလ22ရက်နေ့တွေမှာတိုက်ခိုက်ခဲ့တဲ့အခြေအနေကိုအတိအပေးထုတ်ပြန်လာလဲဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်ကဒရုန်းနဲ့တိုက်ခိုက်တာစောင့်ကြိုပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတွေကိုသူတို့ထုတ်ပြန်လာတဲ့ရုပ်သံမှာတွေ့ရပါတယ်။ ီးခဲ့တဲ့အော်တိုဘာလာ21ရက်နေ့မှာကရင်ကြီးရွာကိုရောက်နေတဲ့စစ်ကော်မရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်ကနှစ်နိုင်ကြာတိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖက်ကတေဆုံးထိခိုက်သူတွေ ရှိခဲ့တယ်လို့ကာကွယ်ရေးပူပေါင်းမဟာမိတ်တွေဘက်ကလည်းရဲဘော်တို့အတန်းအားရခဲ့တယ်လို့ဆိုပါတယ်ဒါပြင်စစ်ကော်မရှင်ဟာကရင်ကြီးရွာကနေတဆင့်ကမ်ပဏီရွာကိုတွားရောက်ခဲ့ပြီးအော်တိုဘားလာ22ရက်နေ့ညနေပိုင်းမှာထပ်မံတိုက်ခိုက်ခဲ့လို့စစ်ကော်မရှင်တပ်ကတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ ကရင်ကြီးရွာနဲ့ကမ်းပဏီရွာတိုက်ပွဲနှစ်ကြိမ်မှာစစ်ကော်မရှင်တပ်က10ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကနေလက်နက်ကြီးပစ်ကူစစ်သည်မောပစ်ကူတွေပေးခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့တွေကပြောထားပါတယ်။အဲဒီစစ်စင်ရေးကိုတော့တဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ရင်တက်ခွဲခွန် LPF ဒေါနာတက်ရင်တက်ခွဲလေး KPDF ရာမညမွန်တက်တော် DLLA ဒူရကစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာအခုဆက်ပြီးဝက်လက်ကသတင်းတပုတ်ကို ပြောပြပေးပါမယ်စကိုင်းတိုင်းဝက်လက်မြို့နယ်မော်ဂရီကြီးရွာကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနှင်းပြီးတဲ့နောက်ဒေသခံပြည်သူ40ဦးထပ်မင်းတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Wallet Information Network အဖွဲ့အစည်းကတရားဝါတယ်။ Wallet နဲ့နောက်ချမ်းမှာရှိတဲ့ရွာသားကြီးပြူရွာကအင်အား90ခန့်ပါဝင်တဲ့စစ်ကော်မရှင်စစ်ကြောင်းဟာဒီကနေ့မနက်6:00နာရီဝန်းကျင်အချိန်မှာမော်ဂရီရွာကိုဝင်ရောက်စီးနှင်းပြီး ေတာကန်တွေကို ဖန်စီခဲ့တာလို့ Wallet Information Network အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ရွာသားကြီးကညာကလေးကထွက်လာပြီးမောက်ကလေးကိုဒီမနေ့အစောပိုင်းရုတ်တရက်ဝင်လာတာဆိုတော့ပြည်သူတွေတင်းရှောင်ကြိမ်မရလိုက်ပဲဖန်စီခံလိုက်ရတာပါလို့ဆိုပါတယ်။စစ်ကောင်မရှင်တပ်ဟာမကူဒီကျေးရွာကဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးဒီကနေ့နေ့လယ်ပိုင်းမှာလှေဦးကုန်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ Wallet Information Network အဖွဲ့စီကတရားဝါတယ်။ ရွာသားကြီးပြူရွာကိုဒေသခံတော်လှန်တပ်ဖွဲ့တွေကအော်တိုဘားလကလေးကပိတ်ဆို့တိုက်ခိုက်ထားတာဖြစ်ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဘက်ကလည်းလေကြောင်းကနေအင်အားဖြည့်တင်တာတွေစောင့်ရွက်နေတယ်လို့တော်လှန်တပ်ဖွဲ့ကြီးကတရားဝါတယ်။ပြီးခဲ့တဲ့နိုမာလာတရက်နေ့ကလည်းရွာသားကြီးကျေးရွာကိုအင်အားလာရောက်ဖြည့်တင်တဲ့ MI 17ရဟတ်ရင်ကိုတော်လှန်တပ်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့တော်လှန်တပ်ဖွဲ့ကြီးကတရားဝါတယ်။ ရွာသားကြီးပြည်ရွာကိုတော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့တွေပိတ်ဆို့ထားတဲ့ကြားကနေပဲစစ်ကြောင်းထွက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖန်စီခံထားရတဲ့မော်ဂရီဒေတာကန်ဒီရဲ့အချက်အလက်အသေးစိတ်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ Wallet Information Network အဖွဲ့ကပြောထားပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းအနေနဲ့ဒမော့ဆိုအနောက်ခြမ်း၄ချောင်းပုံကျဲမှုထိခိုက်သေးဆုံးသူရှိတဲ့အကြောင်းကိုပြောပြပေးပါမယ်။ကီနီပြည်နယ်ဒမော့ဆိုအနောက်ခြမ်းတနေရာကိုစစ်ကော်မရှင်တပ်က ဒီကနေ့မနက်9:00နာရီကအချိန်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုဘုံကျဲတာကြောင့်5ဦးသေဆုံးပြီးအဆောက်အဦတွေမိလောင်ကျွမ်းတာတွေရှိခဲ့တယ်လို့ကနအူးသတင်းရရှိထားပါတယ်။ဘုံကျဲခံရတဲ့နေရာအနီးနေထိုင်သူတို့ကတော့လေရင်နဲ့လာမကျဲခင်မှာဆူဆိုက်ဒရုန်းအရင်လာတယ်။ပြီးတော့လေရင်လာကျဲသွားတယ်ဒရုန်းဘုံလည်းထက်ကွဲတယ်လို့ AR တွေသတင်းဌာနကပြောထားပါတယ်။လက်ရှိစစ်ရေးအခြေအနေအရစစ်ကော်မရှင်တပ်ဟာ ဒမောဆိုးအနောက်ချမ်းဘက်ကိုထိုးစစ်ဆင်နေပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ဟာအစစ်မြင့် drone တွေကိုပုံမအသုံးပြုလာပြီးဒမောဆိုးမြို့အနီးမှာရှိတဲ့စပါးစိုက်ခင်းတွေမှာဒေသခံတွေစပါးရိတ်သိမ်းနေတာကိုလည်း drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမိုးပြဲမြို့အနောက်ချမ်းမှာရှိတဲ့တုံးတက်ကွေအနီးကိုစစ်ကော်မရှင်တပ်က drone နဲ့တိုက်ခိုက်တဲ့အတွက်အရသာတအူထိလိုက်တိုင်ရရရှိခဲ့ပါသေးတယ်ခင်ဗျာ ခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ်။ပြင်းအား6.3အဆင့်ရှိတဲ့ငလျင်အာဖဂန်နစ္စတန်မြောက်ပိုင်းမှာလှုပ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြင်းအား6.3အဆင့်ရှိမြင်းကလင်းတစ်ခုအာဖဂန်နစ္စတန်မြောက်ပိုင်းမှာတနင်္ဂနွေနေ့ကနေတင်းလာနေအခုညဘက်မှာလှုပ်သွားခဲ့တယ်လို့အမေရိကန်ပူမိဗေဒလေ့လာရေးဌာန USGS ကပြောပါရယ်။နိုင်ငံရှေ့ပိုင်းမှာလူ1200ကျော်သေဆုံးခဲ့ရတဲ့ငလင်ကြီးလှုပ်ခဲ့ပြီး နှစ်လအကြာမှာအခုလိုနောက်တစ်ကြိမ်လှုပ်ခဲ့တာဖြစ်ပါတယ်။ငလင်ဟာမဇာအီရှာရစ်မြို့အနီးခုံးမှာမြေအောက်နဲ့28ကီလိုမီတာ18မိုင်မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ USGS ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီလိုငလင်လှုပ်သွားခဲ့တာကိုမြို့တော်ကပူးမှာရှိနေတဲ့ AFP သတင်းတောက်တွေလည်းခန့်စားသိရှိလိုက်ရပါတယ်။ ပြည်သူတွေရေးပေါ်ခေါ်ဆိုနိုင်ဖို့အတွက်ဖုန်းနံပါတ်တွေကိုဒေတာကန်အာနာပိုင်တွေကထုတ်ပြန်ပေးထားပေမဲ့တေဆုံးကနာကိုရေကျွန်တော်ချက်ချင်းရောက်နေပြီးတော့တိုင်းနေရလုံးဝအဆင်မပြေဘူးဖြစ်နေလို့မဇာအီရှာရူမန်ရှိတဲ့လူများပြားတို့အလီပြူကြသွားမှာကိုဆိုရင်ပြီးညသကောင်မှာလမ်းတွေပေါ်ပြေးသွားကြတယ်ကျွန်တော်တို့ AFP တင်တော့ပြောပါရစေတိုင်းနေရလုံးဝအဆင်မပြေဘူးဖြစ်နေမှာအာနာပြန်ရလာတဲ့ကတာလီဘန်အာနာပိုင်းမှာငလင်ကြီးအများပြားရဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းနေကြရပါတယ် အဲ့ဒီအထဲမှာနိုင်ငံအနောက်ပိုင်းဟီရတ်ဒေတာအီရန်နယ်စပ်မှာ2023ခုနှစ်ကလှုပ်ခဲ့တဲ့ငလျင်ကြီးလဲပါဝင်ပါတယ်။အဲ့ဒီငလျင်မှာလူပေါင်း1500ကျော်သေဆုံးခဲ့ပြီးအိုးအိမ်6300ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ UK ရထားပေါ်ဓာတ်ထိုးမှုတန်လျာတရားခံအခုအခါတဦးသာရှိတယ်လို့ရဲတပ်ဖွဲ့ပြောပါတယ်။တရင်ပြေဆုံးကိုမြစည်းမဝိုင်းတော်သူမောင်ခတ်တွေကတင်ဆက်ပေးမှာပါ။ လန်ဒန်ကိုသွားနေတဲ့ရဟန်းအပေါ်မှာအဆုလိုက်ပြုံလိုက်ဒါနဲ့ထိုးခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့ဖက်စီခံထားရတဲ့တန်တရားရှိသူနှစ်ဦးမှာယခုအခါတအူးသာတန်တရားရှိသူအဖြစ်ယူဆရတယ်လို့ပြည်သူ့ရှာရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကပြောပါရယ်ကိမ်းဘရစ်ရှာယာရဟန်းအပေါ်မှာအဆုလိုက်ပြုံလိုက်ဒါထိုးခံရတာကိုစုံစမ်းစစ်ဆေးနေတဲ့စုံတော့တွေကသူတို့ကိုဖမ်းဆီးထားသူနှစ်ဦးတွေက အသက်32နှစ်အရွယ်ရှိသူတဦးကိုတတနည်းအရေခံဖြစ်ဆက်လက်စစ်ဆေးနေတယ်လို့ယခုညနေခင်းကပြည်သူ့ရှာတည်ယူပို့ဆောင်ရေးရတဖွဲ့ကကြေညာချက်ထုတ်ပြန်အတည်ပြုပြောဆိုလိုက်ပါတယ်။သူကိုလူတက်ဖို့ကြိုးပမ်းမှုနဲ့ရဲအချုပ်မှာဆက်လက်ချုပ်နှောင်ထားတယ်လို့အဲဒီကြေညာချက်ကဆိုပါတယ်။သူဟာပီတာဘူရူဘူရာကနေရှားပေါ်တက်လာတယ်လို့လည်းဖော်ပြထားပါတယ်။ အကင်းဖြစ်ပွားရာနေရာမှာဖမ်းဆီးခဲ့တဲ့လန်ဒန်မှာအသက်35နှစ်အရွယ်အမျိုးသားကိုပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက်နောက်ထပ်အရေးကြီးမှုဇုံတရားမရှိဘူးလို့လည်းအဲ့ဒီချိန်ကျတကဆက်လက်ဖော်ပြထားပါရယ်ပုံမှန်အဖြစ်လူသွားလာများတဲ့အင်္ဂလန်အရှေ့မြောက်ဒွန်ကတ်စတာမြို့မှာလန်ဒန်ကင်းခရော့စ်ဘုဒ္ဓကိုပြေးဆွဲနေတဲ့ရဟပေါ်မှာအရေးပေါ်အခြေအနေတရက်ပေါ်ပေါက်နေကြောင်း သတင်းပေးပို့ချက်အရစနေနေ့ည9:00မိနစ်40ချိန်ခန့်ကရဲတပ်ဖွဲ့တွေကရရှိခဲ့ပါတယ်။ပနဦးမှာလူ10ဦးကိုဆေးရုံကိုပို့ခဲ့ပြီးတော့ခဏကြာမှ4ဦးဆေးရုံမှာဆင်းသွားခဲ့ပါတယ်။တခက်ခရမှုမှာဒရန်ရရှိခဲ့သူတဦးကအဲ့ဒီရထားပေါ်မှာရှိနေတဲ့ရထားဝန်ထမ်းတဦးဖြစ်ပြီးတော့တခက်သူကိုတားဆီးဖို့ကြိုးပမ်းရင်းထံရရှိခဲ့ခြင်းဖြစ်ကစိုးရင်ရာစဲအခြေအနေမှာရှိနေပါတယ်။ဒရန်ရသူတွေက၅ဦးကဆေးရုံကနေဆင်းသွားပြီးပဲဖြစ်ပါတယ်ခင်ဗျာ။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစီမဝိုင်းတော်သားကိုမြတ်တူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်2100ကျပ်ပြင်ပပေါင်စဉ်4080ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1614.3 လင်းငါချာပြင်ပပေါ့စေ3138ချာရောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2429ဒသမ81ချာပြင်ပပေါ့စေ4689ချာခိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ95ချာပြင်ပပေါ့စေ125ဒသမ84ချာမလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ900ဒသမ73ချာ ်ပြင်ပပေါင်စည်း980တရာပေါင်စည်းရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်59သိန်း9000ကျပ်ပြင်ပပေါင်စည်း84သိန်း6000ကျပ်15ဘဲတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်55သိန်း4685ကျပ်ပြင်ပပေါင်စည်း69သိန်း9000ကျပ် ပေါ့ဇွေးရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2455ကျပ်။ပရီမီယံဒီဇယ်တလီတာကို2960ကျပ်။အော်ဒီနေတီ2တလီတာကို2900ကျပ်။အော်ဒီနေတီ5တလီတာကို2800ကျပ်။ပေါ့ဇွေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ မစွန်ရစောင်းစီစင်းတို့တွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6480ကျန်ပြင်ပပေါင်စီ1500ကျန်ပေါင်စီရှိပါတယ်ပေါ်ပြပါစင်းတို့တွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမီးစီမပရိုင်တိုင်းမီးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ